လောကမှာဖះဆိုတာတကယ်ကိုတစ်ခါတည်းမှသာပွင့်တာမပွင့်တဲ့အချိန်ကအလွန်များတယ်ဒါစဉ်းစားကြည့်ပြီးတော့ထိုးတွေဟာခုချိန်မှာဖះပွင့်တဲ့ခေခါနဲ့ကျုံနေတယ်ဖះတရားတော်တွေကိုဈာနာကွင်ရနေတဲ့အချိန်ရှိတယ်အဲ့တော့ဈာနာကွင်ရနေကြတယ်ထို့ပါလှုပ်တဲ့တယ် ဒီတရားထဲမှာလာတဲ့အတိုင်းဒီချင်းစင်တွေဝိထုတွေချင်းသင့်ချင်းကြည်ကြံကြုတ်ကိုအထုတ်သင့်တယ်လို့ပဲဆုံးဖြတ်ပါဖြစ်တယ်။အဲ့ဒါမလို့ရင်လည်းရပိသာခွင့်ရင်ဆုံးသွားအောင်မှာပဲ။နော်ဆုံးသွားအောင်မှာပဲ။ဒါကြောင့်ကိုယ့်ကိုယ်အားပေးမဲ့ဆိုလို့ရှိရင်တော့အဲ့ဒါဒါကြောင့်ကိုတိထားမှာတော့တရားတော်မှသိဖို့အတွက်အခွင့်အလမ်းကိုမဆုံးရှုံးစေဖို့လိုအပ်တယ်အခွင့်ဆိုတာဟာ ထာဝရရှိနေမှာမဟုတ်ဘူးကြော်လွန်သွားနိုင်သေးတယ်အခွင့်လန်းကုံသွားပြီးတော့မှဒုက္ခရောက်ပြီဆိုတဲ့အချိန်မှာလူတွေကဆိုရင်တော့ကလေးဖြစ်ကြတယ်များသောအားဖြင့်လူဘဝမှာဝိจิตနာလည်းပြည့်စုံတယ်အသိဉာဏ်လည်းရှိတယ်သို့တော့ပျော်သလိုနေပြီးတော့မကောင်းမှုတွေ့ရတဲ့အချိန်ကုန်ပြီးလူဘဝမှာ လူဘွားကသေဆုံးသွားလို့ငရဲရောက်ပြီဆိုတဲ့အခါမှာလူတွေကပြန်ပြီးတော့တန်းတရကြတယ်။ငါတို့အချိန်လေးတကားကုန်ခဲ့တယ်။ပတ်စံလေးလည်းရှိတယ်။တို့ဟာကုသိုလ်ကောင်းမှုမလုပ်ခဲ့ဘူး။ခုတည်းကတို့ဒုက္ခတွေရောက်နေပြီတို့။အဲ့ချိန်မှာတော့ကပြန်ဖြစ်တာ။ရာဇကျူမျိုးကဆေးတဲ့အတော်ကြီး လေးယောက်ဆေးတဲကတော်ကြီးလေးယောက်လူ့ဘဝမှာစီပေါင်းစာရှာကြတယ်သူတို့မတုံးရဲ့မစွဲရဲ့ခုတ်ချစ်ပြီးတော့စီပွားရှာကြစီပွားရှာဖို့ပဲသူတို့ချိုးစားတယ်တခြားလူကြီးတန်းကြီးဘာမှစိတ်ကူးမရှိဘူးသူတို့စီပွားရှာဖို့ပဲကြိုးစားတယ် ဘဝဆိုတာထောက်ရနေရတဲ့နေရာမဟုတ်ဘူးလေအချိန်တန်တော့အချိန်တန်နေဆိုတော့ကိုယ့်အချိန်နဲ့ကိုယ်ပဲတနေ့ကျတော့ကိုယ်လက်ရှိဘဝကနေထွက်ခွာကြရတဲ့အနေအထားမျိုးတွေရှိတယ်အဲ့ဒီလိုလူဘဝမှာစီးပွားဥစ္စာပဲရှာပြီးတော့ဘာကုသမှမလုပ်ဖဲနဲ့အချိန်တန်တော့ထွက်ခွာသွားရတဲ့အခါ ပစ္စည်းဥစ္စာတွေကိုဆွဲလန်းပြီးတော့သာသကြုံမျိုးမှာပြိတ္တမကြီးတွေဖြစ်နေတယ်တဲ့။ပြိတ္တမကြီးတွေဖြစ်တော့သူတို့ကတော့တိနေတာ။သူတို့ဘဝကိုရှူချုံမရ။ပြန်ပြီးတော့ပြောကြတယ်။သူတို့ပြောတာလေးရလဲအမတ္တမဟိုခြေကွဲစရာကောင်းတယ်။နော်။မယံဘောဂိတံဟရိမသမေနဝိသမေနစာ ငါတို့ကတော့တရားတဲ့ဏီယောမတရားတဲ့ဏီယောစီဝဥစ္စာရအောင်ရှာခဲ့ကြတယ်ပင်ပန်းခံပြီးတော့ငါတို့ကစီဝရအောင်ရှာကြတယ်တိအင်းကြီးပြိပုံစံတိငါတို့ရှာထားတဲ့ငွေချေးတွေပစ္စည်းဥစ္စာတွေကိုကြံတဲ့လူတွေကအသုံးချပြီးတော့ပျော့ပျော့ပါပါနေနေကြတယ်ငါတို့ကြတော့ဒုက္ခပဲဒီဘဝမှာငါတို့ကတော့ဒုက္ခခံနေရ ရှာခဲ့တဲ့ရက်လက်ကသူတို့လည်းမတုံရဘူး။နော်။သူတို့ရှာထားတဲ့ပစ္စည်းကိုသူတို့ရဲ့မျိုးဆက်တွေကနေအသုံးပြုနေကြ။သူတို့ကြတော့ရှာလိုက်ကပါလို့ဆိုဒုက္ခ။ပြိတ္တာဘဝရောက်သွားတဲ့ဒုက္ခပဲရတယ်။တောကဆိုဖြစ်တာအဲ့လိုဖြစ်တာနော်။ရှာနေတော့တော့သိပ္ပစဉ်းစားမိဘူးပေါ့။အာဇုမတ်တဲ့ရှာကြပြုကြ။ မသိခြင်းမနဲ့ယုတ်တိရဆုံးသွားတဲ့အခါကျတော့မကောင်းတဲ့ဘဝရောက်သွားရှောင်းသွားတော့ပြန်ကြည့်တယ်ငါတို့ကတော့ရှာလျရတာအနိမနာညာခုငါတို့ရှာထားတဲ့မြန်သူတို့သုံးနေကြတယ်တိအင်းကြီးပြိပုံစံတည်တယ်ခြားလူတွေသုံးပြုတ်နေမယံဒုက္ခတပါကိနေတယ်ငါတို့ရလိုက်တာတော့ဒုက္ခပဲဘလောက်ချီကွဲစရာကောင်းတယ်စဉ်းစားကြည့်နော်လောကလူတွေကအဲ့တိုင်ပါပဲအများစုကလို့ဖြစ်တယ် ကိုရှာတာကိုသုံးမသွားလို့ရှင်ကိုရလိုက်တာဒုက္ခလာဖြစ်တယ်ကိုအဲ့ဒါတွေကစဉ်းစားရမှာလို့သူပြောတာအဲ့ဒါတွေမစဉ်းစားဘူးဆိုလို့ရှိရင်အဖြေမထုတ်နိုင်ပါမဟုတ်ဘူးဒါကြောင့်မို့ဒီအချိန်လွန်သွားမှဆုံးရှုံးသွားမှတော့ကဖြစ်မဲ့အစားချိန်ရှိတဲ့ခိုင်လေးပါ ကြိုးစားအထုတ်သင့်တယ်အမျက်ရအောင်ကြိုးစားအထုတ်ရမယ်သူဆိုလိုတယ်နော်